ကဲအားလုံးပဲမင်္ဂလာပါလို့လည်းမပြောတော့ပါဘူးဒီကနေ့မှာကတော့အရခတ်တတော်အေးထူးမြတ်နိုင်ရဲ့အကြောင်းပေါ့နော်အာလူတော်မြတ်မြတ်ပြောနေကြတာကမြောက်ဝတီမှာလည်းရခိုင်တွေကူညီတယ်ကချင်မှာလည်းရခိုင်တွေကူညီတယ်ချင်းမှာလည်းရခိုင်တွေကူညီတယ်ကရင်မှာလည်းရခိုင်တွေကူညီတယ်နေရအနက်မှာရခိုင်တွေကသွားပြီးတော့မှကူညီပါတယ်ဆိုပြီးတော့မှပြောထားတာပေါ့နော်ဆိုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့တွေကခင်ဗျားတို့အရခတ်တတော်ကိုလာကူညီပါဦးလို့မဲတို့ကိုဖိုက်ခေါ်လို့လား ကျွန်တော်တို့မနိုင်တော့ဘူးကျွန်တော်တို့ကိုလာပြီးတော့မှကူညီပါဦးလို့ပြောထားလိုက်ဟမ်ခင်ဗျားတို့တွေကိုကျန်တဲ့တည်ရင်သားတွေဘာတို့မှလာမဖိတ်ခေါ်ဘူးခင်ဗျားတို့ခင်ဗျားတို့ပဲဝင်ပြီးတော့မှတိုက်နေတာမဟုတ်ဘူးလားဟမ်ဘာလဲခင်ဗျားတို့ဝင်တိုက်တာကတော့ခင်ဗျားတို့နာမရချင်လို့လားနိုင်ငံကျော်ချင်လို့လားကဘာကျော်ချင်လို့လားဘာလဲမင်းတို့လှုပ်ဆောင်ချက်ကဝါလူမျိုးတွေကို အားကျပြီးလှုပ်တာလားဟမ်ဝါလူမျိုးတွေနဲ့မင်းတို့အားကတတော်အေးတွေနဲ့မရှိနဲ့နော် သူတို့တွေကမေရုထက်အဆက်တရာမကပ်ပူကြီးတယ်သူတို့တွေကနော်ဒီလိုပြောလို့ရခိုင်လူမျိုးတွေတတော်များများကနာနေကြတယ်အတချို့လူတွေကပြောကြတယ်ပုချွတ်ထိုးမျက်နှာကို မကြည့်ချင်ကြော်သွားပါ အာမပီးရလာရပါတယ်လေအာမပီးလေးရပါတယ်လေမစော်ကားပါနဲ့လေနောက်တစ်ချိန်မှာဘယင်ဖြစ်ချင်ဖြစ်မှာပဲလေဘယ်တော့အချိန်မှာဘယင်မဖြစ်ဘူးတဘာပေါက်လား ရခိုင်ပြည်မှာဘယင်ဆိုတာလည်းမရှိသလိုထိုးမြင့်နိုင်လည်းဘယင်ဖြစ်ခွင့်မပေးဘူးရှင်းတယ်နော်ကျွန်တော်တို့စကားတစ်လုံးနဲ့ပဲလှုပ်လှုပ်တာခင်ဗျားတို့အရကတတော်အေးအေးတွေရခိုင်လူမျိုးတွေဘူချွတ်ထိုးမြင့်နိုင်ကိုဂုံယူလို့မဆုံးပါဘူးဆိုတဲ့ပြောထားတဲ့စကားတွေဘူချွတ်ထိုးမြင့်နိုင်ကပြည်သူလူထုအပေါ်ဘာအကျိုးရှိတဲ့အလုပ်တွေများလုပ်ခဲ့ဖို့တလဲဟမ်ဘာအကျိုးကျေးဇူးများဆက်ခဲ့ဖို့တလဲဟမ် ပြည်သူတွေရဲ့ဆန္ဒကိုလေခင်ဗျားတို့လုတ်ခဲ့ဘူးတလားဟမ်ခင်ဗျားတို့လိုချင်တာပဲခင်ဗျားတို့သိတယ်ပဲမလားဟမ်နောက်မှဖြစ်နေတဲ့ပြဿနာလေးကိုကြားလို့ရှိရင်ခင်ဗျားတို့မမြင်ကြဘူးတချို့နေမြင်ပါလေခင်ဗျားတို့ကိုဝေကူညီပါလို့ဘတူးမလေးလာမဖိတ်ခေါ်ဘူးခင်ဗျားတို့ခင်ဗျားတို့ပဲသွားပြီးတော့မှတိုက်နေတာမဟုတ်ဘူးလားဟမ်ခင်ဗျားတို့နေရာအနက်မှာဝင်ပြီးတော့မှတိုက်တယ် ခမရတော့ဘာယူရချက်နဲ့တိုက်တာလဲခမရဘာလူချင်လို့လဲဟမ်ဘာလူချင်လို့ဝေတိုက်တာလဲသူတို့တွေကဖိတ်ခေါ်လို့လားဟမ်ခမရတော့တိုက်လို့ရတဲ့တက်စခန်းကိုတော့မှခမရတော့ပြန်မပေးဘူးခမရတော့ပြန်ပြီးမှထိတ်ချုပ်ထားတယ်နော်အခုပလောက်နဲ့မြင်မှာကြည့်လိုက်ကျွန်တော်တို့ကစိတ်ကောင်းစီရောပဲတိုက်တာတစ်ခုတည်းပါကျန်တဲ့ကျွန်တော်တို့ဘာမှမလိုဘူးဆိုတာဟမ် အခုခင်ဗျားတို့ထိတ်ချုပ်ထားတယ်ဟမ်လှုပ်ချင်တာလှုပ်တယ်ဒါဒီကြဘယ်လိုပြောမှလဲမင်းတို့ကောင်းနေဟမ်ခွေးတရောင်းစားပြောတော့ခင်ဗျားတို့တွေကပလောက်နဲ့မြန်မာရှိတဲ့ကျွန်တော်တို့ရခိုင်လူမျိုးကိုပဲစက်မှုထားခိုင်းတာပါလေချင်းလူမျိုးတွေကိုကျွန်တော်တို့ဘာမှလည်းမလောက်ခိုင်းပါဘူးလေဖမ်းခေါ်တာလည်းမရှိပါဘူးလေအခုကြောင်းသူကြောင်းသားတွေဟမ်ရာနဲ့ခြေပြီးတော့မှ မလုတ်ချင်ပဲလုတ်နေရတယ်ဒါရီကြခင်ဗျားတို့ဘယ်လိုပြောမလဲဟမ်ကျွန်တော်ကဟုတ်တယ်ရခိုင်ပြည်မှာမွေးပြီးတော့မှရခိုင်ပြည်မှာကြီးလာတဲ့ကောင်မဟုတ်ရခိုင်ထမဲကိုလည်းကျွန်တော်မစားဘူးရခိုင်ရေကိုလည်းကျွန်တော်မသားဘူးနော်ကျွန်တော်ရှင်းရှင်းလေးလေးပဲပြောတယ်အခုအရကတတော်အေးအေးလက်နက်ကဖွေးစည်းထဲမှာကြီးလိုက်ရခိုင်လူမျိုးတွေတရားမှမရှိတော့တေကုန်ပြီမသားပေါကုန်ပြီနော်နာမည်တလုံးမကျန်တော့တယ် အဲ့ဒီအခက်တတော်ရဲ့လက်နက်ဖွဲ့စည်းထဲမှာသွားမင်းကြည့်လိုက်ဘယ်လူမျိုးတွေရှိတလဲလို့နော်တခြားတိုင်းရင်းသားတွေပဲရှိတော့တယ်ခင်ဗျားတို့ရခိုင်လူမျိုးတွေမရှိကြတော့ခင်ဗျားတို့ရခိုင်လူမျိုးတွေဘယ်သွားကုန်လဲနိုင်ငံကြထွက်ပြစ်ကုန်လဲနော်ခင်ဗျားတို့ရခိုင်လူမျိုးတွေ2020နဲ့တောင်းပါလားမသိဘူးအဲ့ဒီအချိန်မှာတော့မှခင်ဗျားတို့ရခိုင်လူမျိုးတွေထွက်ပြစ်တာနော်လက်နက်မကိုက်ချေလို့ထွက်ပြစ်တာယာနဲ့ခြေပြီးတော့မှရှိတယ်နော်ကျွန်တော်လည်းကူညီဘူးတယ်ခင်ဗျားတို့ကောင်းတယ် ြည်သူလူထုကိုလည်းရရဆက်ဆက်တက်ဖြစ်တယ်နော်အခေါင်တွေလည်းကောက်ခံတယ်လည်းအမြန်ပြောတော့အခုကလက်မှာပါဓမြတိုက်တယ်ဆိုတော့ခင်ဗျားတို့ကအသာပါလို့ဟမ်ကျွန်တော်ကုန်ကုန်ပြောမှထုံမြင့်နိုင်ကိုရခိုင်ပြည်မှာဘီရင်ဖြစ်ဖို့တော့မပြောနဲ့နော်ခွေးကိုခုံပေါ်မှာတင်ပြီးတော့မှဘီရင်ဖြစ်ဖြစ်မယ်ခင်ဗျားတို့ထုံမြင့်နိုင်ကိုတော့ဘတ်တို့မှာဘီရင်မဖြစ်စေရအောင်ရခိုင်ပြည်မှာဘီရင်ဆိုတာလေခင်ဗျားတို့ရခိုင်လူမျိုးဘီရင်မဟုတ်ဘူးတပောက်ပေါက်လား ဒါကြောင့်မလို့ရခိုင်ပြည်မှာထုံမြင့်တဲ့ဘရင်ပတောအခါမှမဖြစ်စေရအောင်ကျွန်တော်စကားကိုတခွန်းပဲပြောတာတခွန်းတည်းနဲ့လက်တချောင်းတွေပဲလှုပ်တာသဘောပေါက်တယ်နော်ဒါပဲပြောမယ်ငါလူမာသားတွေခွေးတရိုက်ဆန်တွေကိုမီကိုလိုရခိုင်တွေ